တဲဆူညီနဲ့ကွာချားတဲ့ဒီလိုအပြုမှုတွေကြောင့် Miss World ပဲကန်ရှင်ရဲ့ရေးပေးစိတ်ဝင်စားခြင်းခံရတဲ့ Key Zakin ပရိသတ်များရှင်မြန်မာ Series Insider Channel ရဲ့ Variety အားလုံးကိုပြန်လည်လို့ជួសជុលပါတယ်ရှင် Key Zakin ကလက်ရှိမှာ Miss World 2025ပြိုင်ပွဲကိုအိန္ဒိယနိုင်ငံမှာတော်ရောက်ရှင်ပြိုင်နေရဖြစ်ပါတယ်သူကလည်းက Miss Grand ကနေရကနေရုတ်တရက်ဆိုသလို Miss World ကိုပြောင်းလဲကန်လိုက်ရတာဖြစ်ပါတယ်သူအတွက်ပထမဆုံးပွဲဖြစ်မဲ့ Miss World 2025မှာဆေးလုပ်ဖို့အတွက်ခီဇာခင်ကိုရွေးချယ်ခဲ့တာပါခီဇာခင်ကအသေးစုငယ်ရဲ့ဂျူနီယာဖြစ်တယ်လို့အသက်ငယ်ငယ်နဲ့အလှမဲ့ဖြစ်စင်လာခြင်းလဲတူပါတယ်သူတို့ကအသက်စခွန်ဝင်းကျင်အရွယ်တွေကိုဒါအလှမဲ့အဖြစ်ရွေးချယ်နေတာပါဒါပေမဲ့ခီဇာခင်ကိုသေစုငယ်လောက်အချိန်ဝါမရှိဘူးလို့ခံစားရပြီးတော့ပရိသတ်တချို့ကအားမပေးကြပါဘူးဒါပေမဲ့သူတို့ကသူရွေးလိုက်တဲ့အလှမဲ့က ဘယ်တော့မှမမားစီရဆိုပြီးတော့ဟစ်ကြွေးထားတာဖြစ်ပါတယ်။ဒါအပြင်ထူအန်လင်ကခီဇယ်ခင်ကိုသဲဆုငိမ့်နဲ့မတူအောင်ရွေးချယ်ခဲ့တာပါ။ပရိသတ်တီထောက်ပြနေတယ်လို့ခီဇယ်ငင်ကသဲဆုငိမ့်လို့အချိန်ဝါမျိုးနဲ့တွက်လက်မှုမျိုးမရှိတာလည်းအမှန်ပဲဖြစ်ပါတယ်။ ီအချက်တွေကြောင့်ပဲ Twelin ကခီဇခင်ကိုရွေးချယ်ခဲ့ရဲဆိုတာအိန္ဒိယပြိုင်ပွဲမှာကျင်းပတဲ့ Miss World 2025မှာတောင်ရောက်ရှင်ပြိုင်မှသာသိလာခဲ့ရတာဖြစ်ပါတယ်။ Miss Grand နဲ့ Miss World ကပွဲချင်းမတူသလိုရွေးချယ်တဲ့အလှမဲ့ပုံစံချင်းလည်းမတူပါဘူး။ Miss World ကတင်ငင်ရင်ကျတဲ့အလှတရားကိုဖော်ဆောင်မှသာကြိုက်တာဖြစ်ပါတယ်။ ဒီလိုအလှတရားကခီဇခင်မှာအပြေးအဝရှိနေခဲ့တာဖြစ်ပါတယ်။ဒါအပြင်ခီဇခင်ကအသက်16နှစ်နဲ့မလိုက်အောင်ကိုရင်းချက်လုံးနေတာဖြစ်ပါတယ်။အိန္ဒိယမှာစပြိုင်တဲ့ပထမဆုံးရက်ကနေစပြီးတော့အရန်ကိုတည်ငြိမ်လုံးနေတာဖြစ်ပါတယ်။ခီဇခင်ကနောက်မှာဘယ်သူမှမပါဘဲတယောက်တည်းသွားပြီးတော့ရှင်ပြိုင်နေရတာပါ။ မိတ်ကက်အဝယ်အစားကအစ ကိုထူကိုထပ်ပြီးတော့ကြိုးစားနေကြရတာဖြစ်ပါတယ်ပထမဆုံးရက်မှာတင်ခီဇာခင်ကမိတ်ကက်လည်းအစဉ်ပြေနေခဲ့တယ်လို့အဝယ်အစားဆိုလည်းသူမနဲ့လိုက်ဖက်ပြီးတော့တင်ရင်နဲ့အလားတရားကိုဖော်ဆောင်တဲ့အဝတ်မျိုးကိုသာရွေးချယ်ပြီးတော့ဝတ်ဆင်နေကြရဖြစ်ပါတယ်ဒါကြောင့်မို့လဲနောက်ရက်ဒီမှာ Miss Wall ရဲ့ official page တွေကနေခီဇာခင်ကိုတိတိတသားဖော်ပြလာခဲ့ကြပါတယ်ပုံတိုင်းလိုလို ခီဇာခင်ကပါလာခဲ့တာဖြစ်ပါတယ်ဒါအပြင် Miss Wall ရဲ့ပေကန်ရှင်က ခီဇခင်ကိုအာရုံဆိုင်လာခဲ့တာဖြစ်ပါတယ်။ညစာစာပွဲမှာခီဇခင်နဲ့စကားပြောခဲ့ပြီးတော့ project ကိုစိတ်ဝင်စားကြောင်းပြောလာခဲ့တာပါ။ Miss World Passion နဲ့အလှမယ်တိုင်းကစကားပြောခွင့်မရကြပါဘူး။ခီဇခင်ကအထူးခွင့်ရေးကိုရရှိလိုက်တာဖြစ်ပါတယ်။ခီဇခင်ကမြန်မာနိုင်ငံရဲ့ငလင်အရေးကို project အနေနဲ့ချပြခဲ့တာဖြစ်ပြီးတော့ပိုင်ရှင်ကသဘောချလို့နေပါတယ်။ဒါအပြင်ခီဇခင်ရဲ့တည်ငြိမ်ရင်းချက်တဲ့အလှတရားတွေနဲ့အတူထင်ပေါ်မှုတွေကြောင့်နိုင်ငံတကာ Pacman Fan Page တွေကနေပြီးတော့ top 1 ွင့်မယ်ဆိုပြီးတော့ခံမှန်းခံနေရတယ်။အလမဲဖန်နေကတော့ဘယ်အလမဲကတော့ top 20ပါနိုင်တယ်ဆိုပြီးတော့ဂျိုဒင်ခံမှန်းစရာထုတ်ပေးတာမျိုးရှိပါတယ်။အခုလိုထုတ်ပေးတာကိုခံရတဲ့အလမဲကနိုင်ငံတကာအလမဲဖန်နေရဲ့မျက်စိကျခြင်းကိုခံရမှသာပါဝင်မှာဖြစ်ပါတယ်။ခီဇခင်က top 20 top 25အထိကိုဝင်မယ်လို့ခံမှန်းခံနေရတာဖြစ်ပါတယ်။တရဖူမရနိုင်ပေမဲ့ top တာဝင်မယ်ဆိုရင်တောင်မြန်မာနိုင်ငံအထွတ်တော်လေးကိုဂုဏ်ရှိလို့နေပါပြီ။ခီဇခင်က တဲဆုငိမ့်လို့ခလီးစံတဲ့အပြုတ်မှုတချို့တောင်မရှိတာကြောင့် Miss World မှာနေရာရနိုင်မယ်လို့ထောက်ပြနေကြတာလည်းဖြစ်ပါတယ်။ Miss World 2025မှာ Keza King က Top 25ထဲကိုဝင်နိုင်မယ်လို့ပရိသတ်ကြီးနေနဲ့ထင်လားဆိုတာရှင်းပြပေးပါဦး။အောက်က comment လေးထဲမှာပရိသတ်ကြီးအထင်ကိုရေးခဲ့ပေးပါဦး။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။